အခောက်ကူတွင်စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်စစ်သား6ဦးသေဆုံးပြီးတနက်နှစ်လက်တိမ်စီရရှိ မကွေးတိုင်းမခောက်ကူမြို့နယ်တွင်ရိတ်ခါယူပြီးပြန်လာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်တပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးပြီးတနက်နှစ်လက်နှင့်ခဲယမ်းများတိမ်စီရရှိခဲ့ကြောင်းစောက်တန်းရေစကြို PDF တပ်ဖွဲ့တာဝန်က ကိုအောင်မောင်ကပြောပါတယ်အောက်တိုဘာ15ရက်မွန်လွယ်တနေ့23မိနစ်တွင်မခောက်ကူမြို့နယ် မြောင်းလူကန်ရွာစစ်တပ်ခိုင်စခန်းမှာစစ်သား20ခန့်သည်ပခုတ်ခုလေရင်ခွေမှရိတ်ခါယူပြီးပြက်လာစဉ်ဆောက်သန်းရေစကြို PDF တပ်ဖွဲ့ကဂျားဖြတ်တိုက်ခိုက်ခဲ့ပါတယ်15မိနစ်ခန့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးအကြမ်းဖက်စစ်သား6ဦးသေဆုံးက MA1 မျိုးစားတနတ်တလက် MAG ပေါက်3ပေါက်ကြီးတောင်း90 BA94 မျိုးစားတနတ်တလက်ကြီးပေါက်2ပေါက်နဲ့ကြီး55တောင်းတို့ကိုတင်စီရရှိခဲ့ပါတယ် တိုက်ပွဲတွင် လေရင်ကွင်းတွင်မှစစ်သားများက point fight လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကူပေးခဲ့သလိုမြောက်လူကန်ရွာမှစစ်သားများကလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခူတိုက်ခိုက်ခဲ့ပါတယ်။မြောက်လူကန်နဲ့လေရင်ကွင်းကမီတာ600ခန့်သာဝေးတယ်။ရိခါယူပြီးပြန်လာတဲ့စစ်ကြောင်းကိုကြားထဲမှာတိုက်ခိုက်ခဲ့တာ။ကြံစစ်သားတွေက လေရင်ကွင်းနဲ့ပြန်ပြေးဝင်သွားတယ်။လေရင်ကွင်းက point fight တွေနဲ့ပါပစ်ကူထုတယ်။မြောက်လူကန်ကလည်း လက်နက်ကြီးတွေထုတယ်တေဆုံးသူတွေနဲ့လက်နက်တချို့ကို မြင်နေရပေမဲ့ပြန်ကောက်ယူဖို့မဖြစ်နိုင်ခဲ့ဘူးလို့ကိုအောင်မောင်ကပြောပါတယ်ဒီတိုက်ခိုက်မှုကိုစောက်တန်းရေစကြိုတပ်ပေါင်းစုကဥဆောင်ပြုလုပ်ခဲ့ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တဦးလက်ပြင်တွင်ကြီးဖောက်ဝင်တန်းရာ အသက်မဆိုးရိမ်ရရရှိခဲ့ကြောင်းသိရပါတယ်ရှင်